နေတဲ့ဗရင်ပေါက်မှန်ချက်ဗရင်ပေါက်မှန်တစ်ချက်ကိုင်းနေတာ မြင်ဘူးမှာပေါ့ကိုယ်ရင်ကဗရင်ပေါက်ဖြစ်ရင်ဖြစ်မယ်တွားရင်လာရင် သူများအိမ်ဒါမှမဟုတ် ရုံးဌာနကဗရင်ပေါက်မှန်လဲဖြစ်ချင်းဖြစ်လိမ့်မယ် The Broken Window Theory ဆိုတာနိုင်ငံတကာမှာနာမည်ကြီးတဲ့ theory တစ်ခုပါဗရင်ပေါက်မှန်တစ်ချက်ကိုင်းနေတာကို မပြင်းမဲလစ်လျူရှုထားမိရင် နောက်ထပ်မှန်ချက်တွေ ထက်ခါထက်ခါကွဲရတဲ့အခွဲခံရပါလိမ့်မယ်တဲ့စာသင်ခန်းထဲမှာစီးကမ်းမဲ့တဲ့ចောင်းသားတယောက်ရှိနေတယ်သူ့ကိုမဆုံးမပဲလွတ်ထားမိရင်တဖြည်းဖြည်းနဲ့စာသင်ခန်းတစ်ခုလုံးထိမ့်မနိုင်သိမ့်မရစီးကမ်းပြတ်ကြလိမ့်မယ်အလုတ်ခွင်မှာ စီးကမ်းကိုမလိုက်နာပဲဖောက်ဖြက်နေတဲ့သူတယောက်ရှိနေတာကိုမျက်ွယ်ပြုတ်ထားမိရင်တဖြည်းဖြည်းနဲ့အများစုကထင်ရဆိုင်လာလိမ့်မယ် သူတောင်မှနေသေးတာငါလဲနေမယ်ဆိုတဲ့စိတ်တွေတဌာနလုံးဖြစ်လာတတ်တယ်။အမိုက်ပုံးနဲ့မပစ်ဖဲပြီးစလွယ်ချထားတဲ့အမိုက်တစရှိရင် အမိုက်တွေအများကြီး အမိုက်ပုံးအပြင်မှာချပစ်သွားကြလိမ့်မယ်။အသေးအမွားဆိုပြီးအလေးမထားပဲနေလို့မရပါဘူး။တယောက်ကစတရားဖြစ်သွားတတ်တဲ့သဘာဝရှိပါတယ်။ကိုပတ်ဝန်းကျင် ကိုအလုတ်ခွင် ကိုမိသားစုမှာပရင်ပေါက်မှန်တစ်ချက်ကွဲနေတဲ့အဖြစ်မျိုး မရှိအောင်တတိထားရမယ်။ကိုကိုတိုင်းမှလည်းမကောင်းတဲ့အကျင့်စိုးတစ်ခုခုမစမိဖို့လိုတယ်။ရှိလာတာနဲ့ဇက်တိုက်ဇက်တိုက်ဆက်ဖြစ်မလာအောင်လုပ်ဖို့လိုပါတယ်။အသေးအဖွဲလို့ထင်ရပေမဲ့အကျင့်စိုးကစမိရင် အလေးအထဖြစ်သွားတယ်။သုံးဘက်လောက်လေ့ကျင့်ရင် အလေးအထဖြစ်တယ်။ဥပမာဆိုပါတော့အဲ့ရဆောဆောမထဘူး။ဒါပေမဲ့နှိုးဆက်ပေးပြီး မနက်စောစောစ조사ပြီးအိယာကထရင်သိမကြခင်မှာအိယာကစောစောနှိုးတဲ့အလေအကျင့်ဖြစ်လာတယ်။အေးရေးမဝတာမျိုးလည်းမရှိတော့ဘူး။အလေအကျင့်ကအလေအထဖြစ်တာမို့အမိုက်ကိုလက်လွတ်စပယ်ပြစ်ချတတ်တာမိမွိုက်မှာမိနီနေပေမဲ့လက်ရင်လက်တလို့ဖြတ်သွားတတ်တာစတဲ့စတဲ့မကောင်းတဲ့ဇယိုက်မျိုးတွေကိုကမလုံမိအောင်ဆင်ကျင်ဖို့လိုတယ်။မကောင်းတဲ့ဇယိုက်ဆိုးတစ်ခုကိုလက်ခံမိရင် ပရင်ပေါ့မှန်တစ်ချက်ကွဲသလိုပဲကိုဟာတုံးစားမရတဲ့လူဖြစ်သွားနိုင်တယ်။ The Broken Windows Theory ကိုလူမှုသိပ္ပံပညာရှင် James Joe Wilson နဲ့ George L. Kelly တို့က1982ခုနှစ်မှာမိတ်ဆက်တယ်။1990ပြည့်နှစ်တွင်မှာနယူးယောက်ရင်းမင်းကြီး William Bratton နဲ့မြို့တော်ဝန် Rudy Giuliani တို့ကလက်တွေ့အသုံးချတယ်။လူအတိုက်အဝန်းနဲ့ဆန့်ကျင်တဲ့အမှုအကျင့်တွေကို အမြင့်မတွဲခင်ဖယ်ရှားရှင်းလင်းပေးတယ်။ကောင်းမွန်တဲ့လူမှုဝန်ကျင်တွေပေါ်ဆောင်ပေးတယ်။ဒီတော့ရာဇဝတ်မှုခင်းတွေနေပါသွားတဲ့ကျေးဇူးကိုရတယ်တဲ့။